ီးစားစွာဖြင့်တိုင်သူကြီးမင်းများအနေနဲ့ပေါ့နော်အခုချိန်မှာပြိုင်ပွဲဝင်တွေအတွက်ပဲဖြစ်ဖြစ်အဆီဇင်တစ်ခုနဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပြောကြားချင်တာမျိုးရှိမယ်ဆိုလို့ရှိရင်အာနားဆင်ကြစီဆရာဆရာဆော့ခုစဉ်ဆရာနေစပြီးတော့ပြောပြစီတူပါတယ်ရှင်ချင်းရဲ့အနေစပြောပါမယ် ဒီ၃ယောက်ကအရန်တော်တဲ့ကလေး၃ယောက်ပါချစ်ခဲ့တို့ဒိုင်းနေအားလုံးကလည်းဒီကလေး၃ယောက်ပေါ်မှာအမှတ်တည်လေအများကြီးပြီးခဲ့တယ်သူတို့ဘာဆိုဆိုနားရရောက်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ကလေး၃ယောက်က၂ယောက်ကြံပြီးတော့၁ယောက်ထွက်ရမယ်ဆိုတဲ့အခါကျတော့ချစ်ငယ်အနေနဲ့ နှစ်ယောက်ထွက်ပြီးတော့တစ်ယောက်ပဲနေခဲ့ရမယ်เนาะဟုတ်တယ်เนาะဟုတ်ကဲ့ချင်းငယ်ဆိုတဲ့အခါကျတော့ချက်ကအနေနဲ့ကတော့မတိုက်ဘူးမတိုက်ဘူးဆိုတာတဲ့ဒီစီစဉ်ညို့ချက်ငယ်နားမလည်နိုင်ဘူးဟုတ်ကဲ့ပါချင်းငယ်အာမနေ့တော့ကလည်းစုမတော်ကဒါပြိသက်တည်ရှိမှလည်းခါခါပြောထားရပေါ့เนาะဒီကြပါဒီတစ်ပတ်မှာတော့နှစ်ဦးကနှုတ်ဆက်ထွက်ခွာရမယ်ဘာလို့လဲဆိုတော့ နောက်တစ်ပတ်တွေနောက်တစ်ပတ်တွေအတွက်ဘယ်နှယောက်တွေရှင်းပြပြီးတော့ဘယ်လိုမျိုးအဲတင်းနေနဲ့ရှင်းပြကြမယ်ဒါတွေအကုန်လုံးကလည်း program ကဆွဲထားပြီးသားဖြစ်တဲ့အတွက်ဒီလိုတော့လောလောဆယ်စီစဉ်ထားပါတယ်ချစ်အဲနားမလည်ဘူးဆိုတော့ voting system ပြောရလားဟုတ်တယ်ချင်းကြီးတို့ပေးထားတဲ့အမှတ်တရလည်းတော်တော်ကောင်းပါတယ်ခလေးတွေအကုန်လုံးတော်ကြတဲ့အတွက်ကြောင့်ဟိုမလိုက်တဲ့တချင်းလေးတွေရှိပေမဲ့လေသူတို့စိုးသွားနိုင်နေကွာဒါပေမဲ့ ဒီလူမျိုးကြီးတော်တဲ့ကလေးတွေကြတော့ဒီလူဖြစ်ရတယ်ဆိုတော့ဟို voting မှာပဲဖြစ်တာလားတမမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်သလားအဲ့ဒါကိုချင်းငယ်သိချင်တယ်ဟိုပြန်ပြီးတော့ကလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရလူချင်းမင်းနေနဲ့ရွေးချယ်စစ်စစ်ချင်တယ်ဒါချင်းငယ်ရဲ့စန္ဒကိုဆရာအမိနဲ့ဘယ်လိုဘယ်လိုဖြစ်မလဲမသိဘူးဟုတ် အလုံးဝကြိုးစားခဲ့တယ်။ရသေးတဲ့အောင်မြင်မှုလေးရတယ်။ဒါတော့ဗန်ဝဲတစ်ခုအနေနဲ့ပေါ့။ဒါပေမဲ့အဲ့ဒီစိတ်ထဲမှာကဗိုလ်တင်ကိုဦးစားပေးတယ်ဆိုပေမဲ့ဗိုလ်နေတစ်ခုတည်းကိုချိန်ပြီးတော့မပေးနိုင်တဲ့အရက်ဒေသဆိုတာလည်းရှိသေးတယ်။ မပေးနိုင်တဲ့လူတချို့ကလူပဲကြိုက်ပြီးတော့မပေးနိုင်တဲ့လူလည်းရှိတယ်အများအများအများကြီးပေါ့နော်နေမျိုးစုံအဲ့ခါကျတော့ပြဲတဲ့ကလေးတွေအရေးချင်းနေတာကိုယ်တွေအသိဆုံးပဲလေနော်ဘသူကဘလို့ကောင်းလဲဘသူကဘလို့ကောင်းလဲအသိဆုံးပဲဆိုတော့ဒီအခြေအနေကြီးကိုမြင်ရတာအဆင်မပြေဘူးတခုတော့ပြန်စဉ်းစားစေချင်တယ်နော် မနေ့ကအကွာစကေဂျူရီတိုက်ပြီးတော့ရောက်မလာဘူးပေါ့နော်ဒါပေမဲ့ Facebook ကနေပြီးတော့ဒီ live ကိုကိုတောက်လျှောက်ထိုင်ကြည့်နေရပေါ့နော်အဲ့တော့အဲ့တော့ခုနဆရာဆောပြောသွားတဲ့အပိုင်းမှာအမ်အကိုလည်းမေးစရာလေးရှိတယ်ပေါ့နော်ပြန်စဉ်းစားမယ်ဆိုတဲ့အခါကြတော့ အခုတခါတည်းစဉ်းစားပြီးတော့အခုမေးချင်နေရရှိတယ်မနေ့ကအခုကိုယ်တိုင်ကဒီညမှာရှိမနေဘူးမေးပြီဆိုလည်းဒီ comment ကနေပြီးတော့လာမေးရမယ့်ပုံစံဖြစ်တယ်အဲ1980ခုနှစ်ကနော်အရန်ကိုကောင်းမွန်တဲ့တချင်းတွေကိုတီဆိုရှင်ပြိုင်တယ်ဆိုပြီးတော့ caption တက်ထားတယ်နော်အခုလည်းကြားထားတယ်အဲ့တော့ fashion နေ performance နေအကုန်လုံးအကောင်းဆုံးစူးစမ်းသွားတာအခုတွေ့ရတယ်ဘာကြောင့်များ ကိုနဲ့မလိုက်ဖက်တဲ့တခြင်းတွေကိုစုံမိတာလဲလို့အကိုမေးရင်စိတ်မဆိုးကြနဲ့နော်အကိုမေးချင်တယ်အာညီမလေးမိုက်လေးတစ်ချက်လောက်စီစဉ်ပေးပါလားဘာလို့ဆိုတော့တချင်းနေရအရန်ကောင်းအဲ့မှာဥပမာပြပြီးတော့အကိုပြောရမယ်သူနှစ်ယောက်ရှိတယ်။ JK နဲ့ညီလေးဆော်ဆော်မျိုးရစားနော်အဲ့တော့ညီမလေးမိုက်ကလေးတစ်ချက်လောက်စီစဉ်ပေးပါ။ဘာလို့လဲဆိုတော့အကို ဆရာစောရဲ့ယင်းရဲ့ခန်းစားချက်တွေရောအမတ်ငယ်ရဲ့ယင်းရဲ့ခန်းစားချက်တွေရောအကိုနားလဲတယ်အကိုနားထောင်လိုက်တဲ့အချိန်မှာနော်အဲ့တော့ညီမလေး JK ကိုယင်းပေးလိုက်ပါ JK နော် JK ကိုတစ်ချက်လောက်ညီမလေး congratulation မှာအောက်လဲဆိုတော့အခု safe seat မှာထိုင်နေရောနော်အဲ့တော့အဲမနေ့ကဆိုလို့ရှိရင်ညီမလေးရဲ့ အာစထွက်လာတဲ့အချိန်မှာညီမလေးဝတ်ထားတဲ့ Michael Jackson ကို inspiration လုပ်ပြီးတော့အမျိုးသမီး version ကိုဒီနေ့ခေတ်ရဲ့အမိုက်စားဒီဇိုင်းဝတ်ထားတယ်။အနောက်ကလည်းတကယ်လက်ရှိရဲ့နာမည်ကြီးနော်ဇူကိုတို့အာအမိုက်စားတကယ်အဲဒန်ဆာတွေကနေပြီးတော့ကွာဒီနေ့ခေတ်ရဲ့အတော်ဆုံးနေရာညီမအကောင်းဆုံးပံ့ပိုးပေးထားတယ်။တကယ်ဆိုအဲ့ဒန်ဆာအဖွဲ့ကိုကိုကနောက်ဆုံး final မှာအကိုရဲ့ဒီ season မှာ တခန္တနာဖိခေါ်ဖို့တော့ကိုကတွေးထားဒါပေမဲ့မနေ့ကမြင်လိုက်တယ်ပေါ့နော်အဲ့တော့ညီမလေးရဲ့စ조사ထားမှုညီမလေးတို့အဖွဲအားလုံးကိုအကိုအရင်အတိမတ်ပြူတယ်အကိုအမြဲတမ်းပြောတယ် audition မှာကလေးကနော်ဥပမာ iring စင်မှာမြင့်လို့လို့အဆိုတော်မျိုးလေးလေးဝါးတို့လိုမျိုးတကယ်တချင်းကိုပိတကြည်မြပြီးတော့အတန်ဤ force ကောင်းကောင်းနဲ့စုနိုင်တဲ့အဆိုတော်မျိုးတွေရဲ့တည်သချင်း ကိုပြန်ပြီးတော့တည်ဆိုရင်ကိုယ့်ရဲ့အတန်အနေထားနဲ့အမြဲတမ်းအားနည်းချက်ကိုပုံပေါ်သွားနိုင်တယ်လို့အကိုအများကြီးပြောခဲ့ဘူးရယ်နော်ဟုတ်တယ်ဟုတ်တယ်မလားညီမလေးအကိုပြောခဲ့ဘူးရယ်အဲ့စကားကိုတော်တော်များများအဲညီမလေးတို့ကြားမှုမယ်လို့အကိုထင်တယ်နော်အဲညီမလေးဆို performance ကတကယ်ကိုအယမ်းတော်တယ်မနေ့ကလေနော် ပြိုင်ပွဲဝင်တယောက်အနေနဲ့ fashion ကဒီအကပိုင်းရောပို့ပြီးတော့ယူဆိုင်လာတော့တွေ့ရတယ်ဘာလို့အဲ့ဒီအဖြူမဲလားမသိဘူးเนาะတချင်းဆိုတာဟုတ်တယ်မလေးလေးဝါတချင်းမလားဟုတ်ဆရာဟုတ်တယ်เนาะအဲ့တော့ညီမလေးဘာလို့အဲ့တချင်းကိုရွေးရလဲဆိုတော့အကိုပထမဆုံးသိချင်ပါတယ်ဟုတ်ကဲ့ဆရာတမီးတို့ပထမဆုံးကတော့ဘောเนาะ list 7ခုထဲကနေပြီးတော့တပုတ်ရွေးရမယ်ဆိုလို့အဲ့ဟာရှိခဲ့ရှင်ဆရာအဲ့ကနေပြီးတော့တမီးတို့အဲဆရာအုတ်ကတပုတ် သမီးတို့နဲ့လိုက်ဖက်မဲ့ဟာရဲသမီးတို့စိုးနိုင်မယ်ဆိုထင်ပြီးတော့ဆရာရွေးပေးရပေါ့နော်အဲ့ဒီညမှာပဲသမီးတို့ကနောက်နှစ်ပုတ်ကနေပြီးတော့တပုတ်ပြန်ရွေးရတယ်ဆရာအဲ့နှစ်ပုတ်ကနေလည်းသမီးကတိတ်ဟိုရမဖြစ်တော့သမီးတို့ဒီအာ1980တုန်းကပေးလိုက်တဲ့အဆူခဲတဲ့ဆီမလေးလေးဝါရဲ့တခြင်းကိုရွေးဖြစ်ခဲ့တာပါရှင်ဟုတ်อืมအာ1980တခြင်းမဟုတ်ဘူးနော် ဟိုလင်းအော်အော်ဟိုလင်းဟိုမိုက်ကေဂျစ်စန်ဗာရှင်ကကြတော့1980နဲ့90ကြာကတချင်းဖြစ်ပြီးတော့เนาะမလေးလေးဝပြန်ဆိုတာအကိုထင်တာအာ90ကနေပြီးတော့2000ကြားထဲမှာပြန်ဆိုတာအကိုအကိုသိထားတာเนาะအဲ့တော့အာအကိုဆိုလို့ရှိရင် surprise ဖြစ်သွားတာပေါ့เนาะအာသူဘာလို့ဒီတချင်းကိုရွေးချယ်လိုက်လဲပေါ့เนาะတကယ်ဆိုလို့ရှိရင်အဲ့တချင်းကိုဆိုတဲ့ခါမှာညီမလေးရဲ့အတန် ဟိုကိုယ့်ရဲ့ပင်ကိုယ်တန်အနေထားနဲ့လုံးဝမလိုက်ဘူးအဲ့ဒီအပြင်ကိုညီမလေးက performance ကိုလုပ်တဲ့အချိန်မှာ performance ကိုတော့ညီမလေးရဲ့ထုံးစံတိုင်းညီမလေးရဲ့ talent ရှိတဲ့အနေထားတိုင်းအကောင်းဆုံးလုပ်ပေးသွားတယ်အဲ့ဒီအတွက်ကတော့အမှတ်ပြေပဲဒါပေမဲ့ တခြင်းရွေးချယ်မှုအပိုင်းမှာကြတော့ကိုမနိုင်ကိုနဲ့မလိုက်ဖက်တဲ့တခြင်းကိုရွေးချယ်ထားသလိုကိုခံစားရတာညီမလေးရဲ့အတန်အနေထားနဲ့မလိုက်ဖက်ဘူးလို့ကိုခံစားရအရှိမညီမလေးတီးဆိုခဲ့တဲ့တခြင်းတွေ performance တွေအကုန်လုံးအကိုအတိမတ်ပြူတယ်ဒါပေမဲ့မနေ့ကမြင်လိုက်တဲ့ချိန်မှာအကိုကဟာပျော်လင့်ထားပြီးတော့အကိုကိုယ်တိုင်ရင်ထဲမှာခံစားသွားရပေါ့နော်အဲ့ဒီအပေါ်မှာညီမလေးဘလို့ထင်မြင်မိပါလဲအကိုအကိုအကိုပြောတဲ့အပေါ်မှာ အာဆရာပြောတာကိုလည်းသမီးအပြည့်အဝလက်ခံပါတယ်။အာသမီးရွေးလဲရခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့ဟို message လေးတစ်ခုပေးချင်တာပေါ့နော်ဆရာ။အဖြူလားအမဲလားလွတ်လပ်ငြိမ်းချမ်းစွာကွဲလဲခွင့်ရှိတယ်ဆိုတဲ့ဥစ္စာပေါ့နော်။အဲ့ဒါလေး message လေးပေးချင်လို့လည်းတချင်ကိုရွေးဖြစ်သွားတာရှင်ဟုတ်။အော်ဟုတ်ပြီ။အဲ့ဒီတချင်လေးကိုညီမလေးက message ပေးချင်တဲ့အတွက်ဒါညီမလေးရဲ့ခံစားချက်နဲ့ ဆိုလိုက်တယ်ပေါ့နော်တကယ်တော့လေအာညီမလေးဆိုမယ်ဆိုလို့ရှိရင်တကယ်တော့အဲ့တခြင်းကိုဆိုပြီးဆိုလို့ရှိရင်ညီမလေး music ကစားပြောင်းပြီးတော့ကိုပိုင်ခံနဲ့အများကြီးပြန်ဖန်တီးရမှာအဲ့တခြင်းက version နဲ့ညီမလေးကလို့မရအောင်ဘာဖြစ်လို့ဆို performance လို့ကိုတစ်ခါမှတ်ထားပေးပါနော် performance လုပ်တဲ့အခါမှာအဆူတော်တွေကတခြင်းကိုပြန်ပြီးတော့ကိုက cover ဆောင်မဲ့ဆိုဆိုပြန်ပြီးဆိုမယ်ဆိုလို့ရှိရင်ကိုနဲ့လိုက်ဖက်တဲ့ကိုရဲ့အနေထားရှိတဲ့အတန်ဆိုလို့ရှိရင် music ကိုပြောင်းရတယ် မူရင်းဆိုထားတဲ့အဆိုတော်ရဲ့တခြင်းကို အများကြီးပြန်ပြောင်းပစ်ကြတယ်။အဲ့ဒီအပိုင်းကို အကိုတို့ဒီ training ပေးတဲ့လလန်းမမီတဲ့ကြားမှာပေါ့နော်ညီမလေးက perform လုပ်သွားတဲ့အတွက်ကြောင့်မို့လို့ကိုအကိုတို့ဘက်ကလည်းအားနေချက်ရှိရဆိုလို့ရှိရင်နားလည်ပေးပါเนาะအဲ့တော့ညီမလေးတီဆိုသွားတာအကိုအရင်တီချင်နေတာဘာကြောင့်ဒီတခြင်းကိုဆိုရလဲဆိုနောက်တစ်ယောက်ကိုကိုထပ်ပြီးတော့မေးချင်ပါတယ်ညီလေးစောမျိုးညီလေး မနေ့ကရက်ကေးဆိုတာအခုမနေ့ကကြည်နေညလေးရက်ကေးတချင်ကိုဘာလို့ဆိုတာလဲအဲ့တချင်မျိုးဆောင်းနော်ဟာဒဲရီမီလာရဲ့ဘသူချစ်ခိုင်းလဲလို့ဆိုတာဟုတ်ဘူရင်းဆိုတာရဲ့တချင်အမျိုးအစားပြန်တော့ခွန်ညီလေးအများကြီးစ조사ပြီးတော့ညီလေးပုံစံမျိုးစုံလုပ်ပေးသွားတယ်ညီလေးအကောင်းဆုံး조사ပေးသွားတယ်ညီလေးအဲ့ဒီ red chair တောင်းအောင်စလုံးကတကယ်အဆူကောင်းတဲ့သူတွေပါ ဲ့တော့အကိုတို့ဒိုင်နေအကုန်လုံးအခုအားမလိုအားမရဖြစ်နေနန်းနေကိုစပြီးပြောလိုက်တဲ့ချိန်မှာအကိုရင်နေအကုန်ကွဲသွားတယ်အဲ့လိုပြောလို့ safe သွားတဲ့သူတွေမခံစားနဲ့တော့အကိုပြောချင်တဲ့သဘောတရားအကိုတို့တောက်လျှောက်ဆုံးဖြတ်လာတဲ့အချိန်မှာ voting ဘလောက်ပဲပါပါအကိုတို့ကကြည်နေတာသိလားအကိုတို့တော်တဲ့သူတွေအကုန်လုံးကိုအကိုတို့ဆွဲတင်သွားဖို့အကိုတို့မှရှိနေတာအဲ့တော့အရန်နှမျောတယ်ညီလေးရေမနေ့ကအကိုကြည်နေတဲ့တလန်နဲ့ဘာလို့များအဲ့တချင်အဲ့တချင်ကညီလေးယူရလား ဟုတ်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ရွေးရပါဟုတ်အမောက်မေးပါတကယ်ဆိုပေါ့ချင်းလေးညီလေးလိုက်တာလေညီဟုတ်เนาะအာရွေးပြစ်သွားတာဟိုဟာကျွန်တော်ငယ်တော့ငယ်တည်းကကြိုက်တဲ့တခြင်းမို့လို့ပြီးတော့အာပြောလို့ရပါတယ်တကယ်လို့ပြန်ပွဲဝင်ခဲ့လို့ရှိရင်အရင်ကဒီတခြင်းကိုစိုးမယ်လို့စိတ်ကူးရှိလို့ပါ တားကြိုက်လို့ယူလိုက်တာပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုအဲ့ဒီပေါ်မှာအမမြင်အမမြင်ပြောသူတော့မနေရစီဘာလို့ဘာလို့မနေတာမစဲအဲ့ဒါပေါ့တားတဲ့တိတ်မလိုက်ဘူးပေါ့နော်အဲ့လိုတော့ပြောလိုက်တယ်နော်ချင်ငယ်နော်တားနော်တား pop တချို့လေးနဲ့ပူလိုက်တယ်လို့ပြောလိုက်တယ်နော်ဟုတ်ကဲဒီကတော့ရွေးပြီးသွားပြီပေါ့မမေဟုတ်တယ်မလားဒါကတော့မစုနဲ့တော့ ဒီတစ်ခေါက်ကြာမဟုတ်ကိုကဟိုပါလေဟိုစူတာမဟုတ်ဘူးတိလားဒါစူရမဲ့ဟိုကာလာမဟုတ်ဘူးကွာတိလားအကိုပြောတာလေဟို judge တွေအားလုံးလည်းစိတ်မကောင်းရမ်းဖြစ်နေတယ်အကို life ကို diet ကြီးနေတာ fan တွေလည်းစိတ်မကောင်းဖြစ်နေမယ်လို့ကိုထင်တယ်လာလို့ဆိုတော့ကလေး၃ယောက်ကိုဘယ်လိုမျိုးပြန်ပြီးတော့ဟလာသမီးရယ်ဘယ်လိုမျိုးချစ်ကြယ်လို့ပြန်ပြီးတော့ ကလေးတွေပြန်ပြီးတော့ကဲရမလဲပြိုင်ပွဲဆိုတာချစ်ကနားလေတယ်ပြိုင်ပွဲတော့လေပြိုင်ပွဲမှာဒီလိုအနိုင်ရှုံးရှိတယ်ဆိုလဲသိတယ်ဒါပေမဲ့ဒီကလေး၃ယောက်စလုံးနဲ့အားလုံးကမျောလင့်ထားကြတဲ့အတွက်ကြောင့်ကြတဲ့ကလေးလည်းအကုန်တော်တယ်ဒါပေမဲ့ကောင်းတဲ့ကလေးတွေရောအာအရေးချင်းရှိတဲ့ကလေးတွေရောအများကြီးပါသွားတဲ့ခါကျတော့ဒီမြန်မာစတားတွေဆုံးရှုံးမှုဖြစ်နိုင်မလားဟုတ် also ဟော ်ဟုတ်လေအခုခုန voting system ဒီ voting system စရဲဆိုတဲ့အပတ်မှာအခုပထမဆုံးပြောခဲ့တဲ့စကားကဒီ voting system နဲ့ပတ်သက်ပြီးတော့ကျွန်တော်မကြိုက်ဘူးလို့အခုပြောခဲ့တယ်။ဒါပေမဲ့တခြားပြန်ပြီးတော့စဉ်းစားကြည့်တဲ့အချိန်မှာအခုတို့ကပြိုင်ပွဲဖြစ်တဲ့အခါမှာပြည်သက်ရဲ့အားပေးဝန်းရံမှုနဲ့ဘသူတွေဟာဘလောက်ထိအားပေးတဲ့လက်ခုပ်တန်ရှိတယ်လဲဆိုတာကို voting system နဲ့ပေါ့နော်အခုတို့ပြန်လုပ်တယ်ဆိုပြီးတော့အခုတို့ကို အာတာဝန်ရှိတဲ့သူတွေကလည်းပြောပြကြတယ်ပေါ့ဘာလို့ဆိုတော့ကြိုက်မြိုက်ပြီးညလေးထိုင်ပေးပါညလေးနော်ထိုင်ပေးပါညလေးထိုင်ပေးပါအဲ့တော့လေအမှန်တိုင်းပြောရလို့ရှိရင်မနေ့ကတချင်းဆိုတာအာရွေးချယ်တဲ့တချင်းတွေတော်တော်များများကိုနဲ့ညီတို့ညီမတို့နဲ့မလိုက်ဖက်ဘူးလို့ကိုခံစားရတာ အကိုကြည့်နေတဲ့တန်လန်းနဲ့အကိုခံစားရပါတော့ဒီနေ့ကိုမြင်မြန်ရောက်ချင်နေပြီအကိုလာချင်တာတွေ့ချင်တာတချင်းလေးတွေကကောင်းတယ်ဒါပေမဲ့တမီးတို့တောင်းနေတိတ်မလိုက်ဖက်တာကိုပြောတာဟုတ်တယ်မလား Yes ဟုတ်တယ်အဲ့တော့လေအခုတော့ voting system ကိုပြန်ကြည့်လိုက်တဲ့ကြည့်ပြီးတော့ဒီ ratchet ဆုံးထိုင်ရတာအပိုင်းကကြတော့တကယ်ရမ်းတော်ပြီးတော့တကယ်ကောင်းတဲ့သူတွေဖြစ်နေအဲ့တော့အကိုလေးမြန်မာစတားတာဝန်ရှိတဲ့သူတယောက်ကိုဟုတ် ဟိုတစ်ချက်လောက်မေးကြည့်ခြင်းတည်းရခင်ဗျာဟုတ်ဟုတ်ကဲ့ဟုတ်ဟိုဒီမှာလဲသူရဗုဒ္ဓင်ဗုဒ္ဓင်ကိုကျွန်တော်တို့လာပြပါဟုတ်ဟုတ်ကဲ့ဗုဒ္ဓင်လဲပြောပြလို့ရမှာထမရဲခုနကလဲပြောနေပါတယ်ဒိုင်သူချင်းမင်းနေစကားပြောနေတော့တစ်ချက်လောက်စကားလာပြောကြည့်မယ်လို့ပြောပါတယ်အဲ့တော့ဟုတ်သွားမယ်နော်ကိုနော်ဟုတ် just in နဲ့စကားပြောကြည့်ပါမယ်ရှင်ဆိုတော့အစမတို့အာအစမတို့ဒီမြန်မာစတာတာဝန်ရှိသူနဲ့ဒိုင်သူချင်းမင်းနေနဲ့ဆွေးနွေးကြည့်ပါမယ်ပြည်သက်တွေနဲ့ထွက်လာတဲ့ ရဇက်ကပြိသက်တွေအားလုံးထင်ထားတာနဲ့ထပ်တူကြဖို့လည်းမျှော်လင့်ပါရရှင်။ဆိုတော့ဆုံးလို့ဆွေးနွေးနေတဲ့အချိန်အတွင်းမှာခေတ္တခဏလေးရနာခွင့်ပြုပါမိနစ်အနည်းငယ်အတွင်းမှာပြိသက်များရှိကိုပြန်လာခဲ့ပါမယ်ရှင်။